မိုင်းရန်ခရိုင်မိုင်းရန်မြို့နယ်၌စဘာမျိုးကွဲရွှေရည်စဘာမျိုးနှွေစဘာဆံပြစိုက်ကွက်တွင်တရုတ်ပြရိတ်သိမ်းတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှေးပိုင်းမိုင်းရန်ခရိုင်မိုင်းရန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှစဘာမျိုးကွဲရွှေရည်စဘာမျိုးနှွေစဘာဆံပြစိုက်ကွက်တွင်တရုတ်ပြရိတ်သိမ်းခြင်းကိုမေလ23ရက်နေ့နနက်10:00နာရီကမိုင်းလွေကျွရဥပိုင်တောင်သူဥိုက်ပန်ဤလယ်မြေဆံပြစိုက်ကွက် တက်တသမ65ဧက၌ဆောင်ရွက်ခဲ့ပါတယ်။စူပါစံပြစိုက်ွက်ရိတ်သိမ်းမှုအားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှုဦးစိုးမင်းဦးကျော်နှင့်ဝန်ထမ်းများမြို့နယ်မြေစင်ဦးစီးဌာနမြို့နယ်ဦးစီးမှုဦးဝင်းထွန်းနှင့်ဝန်ထမ်းများမိုင်းလွေကြီးရွာအုပ်စုအုပ်ချုပ်ရေးမှုနှင့်ရက်ကြီးစည်ရေးများတောင်သူများမှရိတ်သိမ်းကြရာမိုင်းလွေရွာမှကွင်းအမှတ်၄မြင်းဆောင်တဲ့ဥပိုင်မှတ်84တောင်သူဦးအိုက်ပန်ဤစပါးမျိုးကွဲရွှေရင်ဤစပါးမျိုး ၊နှွေစပားစံပြစိုက်ွက်တိတ္တသမ95ဧကတွင်ပြင်းမြအထွတ်နှုံစပားစုအထွတ်တင်119တသမ09တွင်ပြင်းမြအထွတ်နှုံစပား6အထွတ်တင်110တသမ39တွင်ထွက်ရှိခဲ့ကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပါသည်